ရှင်ရှားတဲ့ရခိုင်နိုင်ငံရေးသမားလွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးဦးလာစောဟောင်းကင်ဆာယောဂါနဲ့မနေ့ကမေလ9ရက်ညပိုင်း7:45နာရီမိနစ်မှာကွယ်လွန်ခဲ့ပါတယ်။ရခိုင်ဝါရင့်နိုင်ငံရေးသမားဦးဦးလာစောဟောင်းကာလရှည်ခန်းစားနေရတဲ့လေကြောင်းကင်ဆာယောဂါကိုစေကူတမှုခံယူနေချိန်အာရခတတ်တော် AA ထိန်းချုပ်မြို့နယ်တခုမှာကွယ်လွန်သွားခဲ့တာလို့သူ့ရဲ့မိတ်ဆွေတဦးကအတည်ပြုပါတယ်။ဦးဦးလာစောဟောင်း1953ခုနှစ်မေလ29ရက်က စစ်တွေမျိုးမှာမွေးဖွားခဲ့ပြီးကွယ်လွန်ချိန်မှာတော့အသက်82နှစ်ရှိပြီဖြစ်ပါတယ်။သူကွယ်လွန်တာဟာရခိုင်ပြည်သူလူထုအတွက်သာမကတော်လှန်ရေးသမားတွေအတွက်ပါကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ကြောင်းຫນွေဦးတော်လှန်ရေးကာလအတွင်းဦးဦးလှစောနဲ့တွေ့ဆုံခဲ့သူရဲဘော်လင်းတွေကပြောပါတယ်။ဆရာကသဘောတရားရေးရာတွေအတွေ့အကြုံတွေအများကြီးမျှဝေပေးတယ်။ဆရာနဲ့တွေ့ဖြစ်တဲ့ကကျွန်တော်ကိုဘာကာတာចောင်းသားရဲဘော်ကလိုအပ်ရင်လက်နက်ပါကန်ရဲရတယ်။ မင်းလက်နက်ကင်တိုက်ပွဲဝင်လို့ဆိုပြီးသူ့ကဗျာစာအုပ်လက်ဆောင်ပေးခဲ့ပါတယ်လို့ရဲဘော်လင်းတွေကအမှတ်တရစကားဆိုပါတယ်။ဦးဦးလှစောဟာလွှတ်တော်ကိုယ်စားလှယ်ဟောင်းနိုင်ငံရေးသမားသာမဟုတ်ပဲမောင်ခိုင်အောင်ကလောင်အမည်နဲ့လဲကဗျာတွေဝုထုတူတွေရာသစာတန်းတွေရေးသားခဲ့ပါတယ်။အယက်သားအစိုးရလက်ထက်လွှတ်တော်စောင့်ကြည့်သူတဦးကလည်းဒီနေ့ဦးဦးလှစောဆုံးပြီဆိုတော့လွှတ်တော်ထဲမှာသူဆွေးနွေးချက်တွေပြန်တရရမိတယ်။လက်တွေ့ကြပြီးပုံမှန်လင်းလင်းနဲ့ဆွေးနွေးတတ်တယ်လို့ ူဖြစ်စေခြင်းတော်လည်းရှင်းရှင်းလင်းလင်းပြောတတ်တာတတိယမိပါတယ်။အခုလိုနိုင်ငံရေးသမားတဦးဆုံးရှုံးရတာစိတ်မကောင်းဖြစ်မိပါတယ်လို့ဝန်ထဲစကားဆိုထားပါတယ်။ဦးဦးလာစောဟာ2015အထွေထွေရွေးကောက်ပွဲမှာရခိုင်အမျိုးသားပါတီ ANP ကိုစားပြုပြီးမြောက်ဦးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။ဦးဦးလာစောဟာရခိုင်အမျိုးသားအဖွဲ့ချုပ်အာရခတတ်တော် ULAAA ရဲ့နိုင်ငံရေးမှူးအဖြစ်လည်းတာဝန်ထမ်းဆောင်ခဲ့တယ်လို့ 2021စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာရခိုင်ပြည်နယ်အကျိုးလူငယ်တွေရဲ့ပညာရေးနဲ့နိုင်ငံရေးဆိုင်ရာမြင့်တင်ဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။သူဟာရန်ကုန်ဆက်မှုတက္ကသိုလ် RIT ចောင်းသားဘဝကမြေအောက်ចောင်းသားလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ပြီးနိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်1985ခုနှစ်မှာစစ်ခုံရုံးကထောင်ဒဏ်၉နှစ်1988ခုနှစ်မှာစစ်ခုံရုံးကထောင်ဒဏ်၁၄နှစ်ချမှတ်တာခံခဲ့ရပါတယ်ရှင်။